ပရိသတ်များလုံးမင်္ဂလာပါ Glassy Movie Recap Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကြိုး Channel ရနေပြီးတော့တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားလေးကတော့2020ခုနှစ်တုန်းကထွက်ရှိထားခဲ့တဲ့ Alive ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့အကြောင်းမရှိဘဲနဲ့ကျွန်တော်ထုံးစံတိုင်းမှာအညောင်းပြေစီဖို့အတွက်ဇာတ်လမ်းလေးကိုစလိုက်ကြပါမယ်ကျွန်တော်ကတော့ JMR ကတင်ဆက်ပေးနေတဲ့ရှိန်းသူပဲဖြစ်ပါတယ်ဒီဇာတ်လမ်းရဲ့အစမှာဆိုရင်တော့ YouTuber တယောက်ဖြစ်တဲ့ Ojun Wu ဟာအိပ်ပျော်နေရာကနေပြီးတော့노ထလာပါတယ် ။အိုကျုံးကတကွေတန်ရှင်းလုပ်ပြီးတဲ့အခါကိစ္စရှိတာကြောင့်အပြုံထွက်သွားခဲ့တဲ့မိဘတွေရေးထားခဲ့တဲ့စာအုပ်တွေ့လိုက်ရပါတယ်။အိုကျုံးတယောက်ဂိမ်းစားနေနေတငယ်ချင်းတွေရဲ့တယောက်တစ်ပေါက်ပြောတဲ့ဇာတ်ကားကြောင့် TV ကိုဖွင့်ကြည့်တဲ့အခါမှာသတင်းတစ်ခုကလူရာတယောက်နဲ့တယောက်ရန်လုံနေကြပြီးတော့ဒီချင်းနေရာစိုးမျိုးရဲ့ဂမ်မတောင်းရက်ွက်ကစတင်ခဲ့ကြောင်းကြေညာသွားပါတယ်။အခုချင်းနေတွေကအရန်ကိုမြန်ဆန်ပြီးတော့စိုးမျိုးတစ်ခုလုံးပြန့်နှံ့သွားပြီးဖြစ်ကြောင်းကြေညာသွားကအဲလိုပြန့်နှံ့မှုကနိုင်ငံတကာစံချိန်စံညွှန်းရအလုံးမမြန်ဆန်တဲ့ပြန့်နှံ့မှုဖြစ်ကြောင်းလည်းကြေညာသွားပါတယ် ။တရင်ကိုကြည့်ပြီးတဲ့နောက်မှာအိုဂျုံဦးတယောက်ဗရင်းတကောက်ကိုဖြွင့်ကြည့်တဲ့အခါမှာတော့ပြဲမတာနဲ့ဝလုံးသုံးကားနဲ့ဖြောင်းတက်နေကြတဲ့ရုပ်တသက်လူတွေကိုတွေ့လိုက်ရပါပြီ။ဗရင်းဘောကနေအိုဂျုံဦးကအောက်ဘက်ကိုကြည့်နေတုန်းမှာပဲအပြင်ကပြန်လာတဲ့သမီးဖြစ်သူကိုစိတ်ပူကာဆင်းပြီးတော့ဂျုံနေတဲ့မိခင်ဖြစ်သူရဲ့သမီးအောင်းသူလေးတို့တာမီနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်။တယောက်နဲ့တယောက်ကြိုက်ခဲနေကြတဲ့လူတွေကြားထဲမှာအဲ့ဒီသားမီးနှစ်ယောက်ဟာဝမ်းသာအားရပြေးဖက်လိုက်ချိန်ခဏလေးမှပဲသမီးပြည့်သူကအကျော်ဆွဲသလိုဖြစ်ကမိခင်ရဲ့လေပင်ကိုကိုက်ချလိုက်ပါတော့တယ် ။အိုဂျုံဦးရဲ့တကားအပြင်ဘက်မှာလည်းပဲစူညံတန်တွေကိုကြားနေရပြီးတော့အိုဂျုံဦးကအခန်းတစ်ကောက်ခနာလေးဖွင့်လိုက်တဲ့အချိန်လေးမှာပဲလူတယောက်ကဝင်လာကခနာနေဖို့အတွက်ခွင်တောင်းလိုက်ပါရီ။အဲလူက "तू ကဘေးခန့်အဖြစ်ကြောင်းပြောပေမဲ့လေအိုဂျုံဦးကမသိကြောင်းပြောတာနင်းထုတ်ခဲ့ပါရီ။အဲလူကအပြင်ဘက်မှာသူ့ကိုကသူ့ကိုလိုက်ပြီးတော့ကြိုက်နေကြောင်းပြောတဲ့အခါမှာအိုဂျုံဦးက "तू ဒါရီကိုမသိချင်တာကြောင့်မလို့ပြန်ထွက်သွားဖို့ပဲပြောလိုက်ပါရီ။ဘေးခန့်ကလူကခနာတော့နေပြီးတော့တန်ရှင်းလေးလှုပ်ဖို့အတင်းခွင်တောင်းကအိမ်သားရဲ့ဝင်သွားတဲ့အချိန်မှာ TV သတင်းဟာကူးဆက်ခံရသူတွေဟာမျိုးလုံးနေရလာပြီးကျေလောင်စွာအော်ဟစ်က ချက်ချင်းရလိုလာကြောင်းကြေညာလိုက်တာကိုကြားလိုက်ရပါတယ်အဲ့ဒါပြင်အခုခါမှာတော့အဲ့ဒီကူးဆက်ရောဂါဗီဇပြောင်းလဲကအသားစားတဲ့အဆင့်ကိုရောက်လာပြီဖြစ်ကြောင်းကိုပါထပ်ပြီးတော့ကြေညာလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအိန္ဒါရီကလူကပြန်ထွက်လာပြီးတော့အိုဂျုံဦးနဲ့စကားပြောနေရင်မျိုးလုံးနဲ့ညီရဲ့အကျိုးတွေဆွဲကရံပြူလာကြောင်းမလို့အိုဂျုံဦးကလည်းတကားအဖွင့်ပြီးတော့အပြင်ကိုတွန်းထုတ်လိုက်ရပါတယ်အဲ့နောက်မှာတော့အိုဂျုံဦးကအပြင်ဘက်ကိုချောင်းကြည့်လိုက်တဲ့အခါမှာအပြင်ဘက်မှာစောင့်နေတဲ့ဇွန်ဘီတစ်ကောင်ကသူ့ရဲ့ဘေးကမ်းမှာရှိတဲ့ဇွန်ဘီမဖြစ်တဖြစ်လူကိုကိုက်ဖြတ်စားတော့နေကြောင်းတွေးလိုက်ရပါတယ် ကျောင်းလန်သွားတဲ့အိုဂျုံကအခန်းဝကိုရေခဲတတားကြီးနဲ့ပိတ်ထားလိုက်ပါရီဖုန်းလိုက်နေရလဲမိလိုက်မမိလိုက်ဖြစ်နေပြီးတော့ line ကောင်းတော့မှမိပါရီရဲ့ message တွေကဝင်လာပါရီမိခင်ကသူတို့ပြန်မလာနိုင်တဲ့ကြောင့်ပြောသလိုဖခင်ကစူးစမ်းပြီးအသက်ရှင်အောင်နေထိုင်ရမှာဖြစ်ကြောင်းမှာကြားထားပါရီအချိန်နေရအပြင်ကိုထွက်လို့မရတော့မှသိလိုက်တဲ့အိုဂျုံကအိမ်မှာရှိသမျှစားစရာတွေကိုခွဲတန်းချလိုက်ပါရီစားဖို့တောက်ဖို့အတွက်ရန်နေစားတာရှိနေတဲ့အစားအစာတွေကိုကြည့်ပြီးအမေပြည့်သူကစားစရာတွေဝယ်ထားဖို့ပြောခဲ့တဲ့ဇာတ်ကားကိုမလိုက်နာခဲ့တဲ့သူ့ကိုယ်သူပဲအပြစ်တင်လိုက်ပါရီ အဲလိုနဲ့အိုဂျုံတယောက်အိမ်ထဲမှာပိတ်မိနေပြီးနေ့ရက်မြောက်နေ့မှာတော့တီဗီဖွင့်လိုက်တဲ့အခါတယောက်နဲ့ဖြစ်နေတဲ့ကူးဆက်ဖိုင်းရဲ့ကြောင့်လူရီရဲ့အုံတော်မှတ်ညံနေရကမောက်ကမဖြစ်ပြီးတော့တယောက်နဲ့တယောက်ကိုက်ဖြတ်စားတောက်နေကြတာဖြစ်နိုင်ကြောင်းတီဗီကကြေညာသွားပါတယ်။ဆိုရှယ်မီဒီယာကိုဖွင့်ကြည့်တဲ့အခါမှာတော့သူတို့ကိုကဲတင်ပေးဖို့ပြောဆိုထားတာတွေကိုသာအများအားဖြင့်တင်ထားကြပါတယ်။ဖုန်းလိုင်းတွေပြတ်တောက်နေရကြောင်းလိုင်းမီအောင်စူးစမ်းရင်းနဲ့ပြုတ်ကျသွားသူတွေကိုလည်းမီဒီယာပေါ်မှာတွေ့နေရပါတယ်။ယောဂကူးဆက်ခံရသူဇွန်မီတွေဟာအပြင်းပိုင်းပြောင်းလဲလို့တော့မဟုတ်ဘဲနဲ့အမူအကျင့်တွေဟာကြမ်းတမ်းလာပြီးမြေ ယောဂကူးဆက်ခံရပြီး Zoom တွေဟာချက်ချင်းလက္ခဏာမပြအောင်မှကြီးညာသွားပါ ರೀ အဲဒီနောက်မှာတော့အိုဂျုံဟာ drone မှာဖုန်းကိုတက်ပြီးတခြားသောအသက်ရှင်သူရှိမရှိရှာဖွေနေပါ ರೀ အဲဒီအချိန်မှာ Parking C ကိုဖုန်းခေါ်ဆိုလို့ရခဲ့ပေမဲ့ဖုန်းကကုန်သွားတာကြောင့်မလို့ပြောခွင့်မရပဲရှိခဲ့ရပါ ರೀ အိမ်မှာတယောက်တည်းအိတ်လိုက်စားလိုက်လုပ်နေတဲ့အိုဂျုံကတခါမှတော့အိပ်ပျော်ရာကနေစူးစူးညံ့ညံ့ပြေးလွှားတဲ့အကြောင်းနိုးလာခဲ့ကအောက်ဖက်ကငုံကြည့်တဲ့အချိန်မှာကြည်တန်တရောင်းဝင်လာအကြောင်းမလို့ဝှစ်ချလိုက်ရပါ ರೀ အဲ့ဒီအောက်ဘက်မှာတော့ရိမ့်မီတယောက်ဟာပြင်းလွိုင်းနဲ့ဇွန်မီတွေကိုတနက်နေ့ပြစ်ခတ်နေရပဲဖြစ်ပါတယ်။နောက်ဆုံးမှာရိမ့်မီကကူးဆက်ခံထားသူဇွန်မီရဲ့လက်ထဲမှာပါသွားခဲ့ပြီးတော့ရိမ့်မီရဲ့ဖြစ်ကိုမကြည့်ရတော့တဲ့အိုဂျုံဦးကအော်ဟစ်အတန်ပေးခဲ့ပေမဲ့လွတ်မြောက်ခဲ့ခြင်းမရှိဘဲနဲ့ကူးဆက်ခံရပါတယ်။အိုဂျုံဦးရဲ့အော်တန်ကြောင့်ကူးဆက်ခံထားရသူဇွန်မီတယောက်ကအခန်းတကောက်ဖွင့်ကဝင်လာခဲ့ပါတယ်။အဲဒါကြောင့်အိုဂျုံဦးကလည်းဝရန်ဒါစီကိုပြေးသွားကအပြင်ဘက်ကိုဆင်းပြီးတော့မတ်တက်ရက်နေလိုက်ပါတယ်။ကူးဆက်ခံထားသူဇွန်မီကအိုဂျုံဦးရှိရာကိုအချိန်နဲ့ပြေးလာတဲ့အခါမှာတော့ ။အိုဂျူးကအောက်ကိုရှော့ကရှောင်ပေးလိုက်တာကြောင့်မလို့ကူးဆက်ခံထားသူဇွန်ဘီယာအရှိန်လုံးကအောက်ဘက်ကိုပြုတ်ချသွားပါလေ။အိုဂျူးကမော်ရစ်ဆိုတဲ့နာမည်နဲ့ channel တစ်ခုတီထောင်ထားသူဖြစ်ပြီးတော့သူကအိမ်ထဲမှာပိတ်မိနေရနှစ်ရက်မြောက်ရှိနေပြီဖြစ်ကြောင်းကြေညာလိုက်ပါလေ။အဲဒါပြင်သူ့ဖေမှာကြားခဲ့တဲ့အသက်ရှင်ရောင်နေပါဆိုတဲ့ဇာတ်ကိုပြန်ပြောပြရင်သူကဘလို့ဆက်လက်အသက်ရှင်ရမယ်ဆိုတာကိုမသိပေမဲ့အခုချိန်ထိအသက်ရှင်နေသေးတာဟာအရန်ထူးဆန်းနေကြောင်ပြောပြကလိုင်းပိတ်လိုက်ပါရီ ။အိုဂျုံဟာသူ့ဖေရဲ့အရက်ပလင်းနေတဲ့ကအရက်တစ်ခွက်ကိုငှဲ့တောက်နေချိန်မှာကူးဆက်မှုရဲ့အဓိကဖြစ်နိုင်ခြေတရားသွေးချင်းထိရုံနဲ့ကူးဆက်နိုင်တာကြောင့်မလို့အကိုက်အကုတ်မခံရအောင်အထူးသတိထားနေကြဖို့အတွက် TV ကကြီးညာနေပါလိမ့်။ကိုယ်ဆက်ခံရသူဇွန်မီတွေဟာအမြင်အာရုံရောအကြောအာရုံမှာအကောင်းတန်းရှိနေပြီးလူကောင်းတယောက်လိုမျိုးတိုက်ခိုက်ဖို့ညံရီပါရှိနေသေးကြောင်းကြီးညာသွားပါလိမ့်။အဲဒီအချိန်မှာပဲခေါက်ဆဲပြုတ်ကြုံညာတစ်ခုကကြားဖြတ်ပြီးတော့ကြုံညာလိုက်တာကြောင့်မလို့အိုဂျုံဦးကပိုက်စာသွားရကားနေပြီးတော့နောက်ဆုံးလက်ကျန်ခေါက်ဆဲတုပ်ကိုပြုတ်စားပစ်လိုက်ပါရီ။အိုဂျုံဦးကစိတ်ညစ်ညစ်နဲ့ လက်ကျန်ရေပလင်းကိုဇပွဲပေါ်ပြစ်တင်လိုက်တဲ့အခါမှာရေပလင်းမှောက်သွားတာကြောင့်မလို့သတိရပြီးတော့ရေပိုက်ကောင်းတွေကိုဖွင့်ကြည့်လိုက်ပါရီရေပိုက်ကောင်းတွေကိုလိုက်ဖွင့်ကြည့်တဲ့အိုဂျုံကရေရစက်မှထွက်မကြလာကြောင့်မလို့အတော်လေးပဲစိတ်ပြတ်သွားပါရီ TV ကနေလေအိမ်ထဲမှာနေကြဖို့သာတောက်လျှောက်ကျင်းညာနေကြပြီးတော့အိုဂျုံဘက်ကတော့သူဟာအိမ်ထဲမှာအစာနဲ့ရေပြက်လက်နေကြောင်းနဲ့အပြင်ကိုထွက်ရှာရင်းနဲ့ကူးဆက်ခံရမယ့်အစားအငတ်ခံပြီးတော့တေခံမှုအတွက်လိုင်းပေါ်မှာပြောကြားလိုက်ပါရီ 15ရက်မြောက်နေ့ကိုရောက်တဲ့အခါမှာတော့အစားအစရာမရှိတဲ့အိုဂျုံကရှင်းသမျှအရက်တွေကိုနီးနီးညံ့ညံ့တောက်ပြီးတော့ထင်းရောင်ထင်းမာတွေဖြစ်ကအဖေအမေနဲ့ညီမလေးကပြန်ရောက်လာတယ်လို့မြင်ရောင်နေကကြောင်းတောင်တောင်ဖြစ်နေပါရီအိုဂျုံတရားသူ့ဘဝသူပြန်တွေးပြီးတော့အဖို့ကွဲကတယောက်တည်းဈေးကွဲဝမ်းနေကငိုကြွေးနေနေအရက်နာကြောက်နေပါရီအဲဒီအချိန်မှာတော့အတန်းဖိုင်အစ်စ်ရောက်လာတာကြောင့်မလို့အိုဂျုံကဖွင့်ကြည့်ခဲ့ပေမဲ့လေလိုင်းမကောင်းတာကြောင့်မလို့ဘာတမ်းမှမကြားရပဲရှိနေခဲ့ပါရီအဲဒါကြောင့်ဆယ်ဖီဒုတ်တန်ကိုယူကအခန်းပြင်ဘက်ကိုထုတ်ပြီးတော့နားထောင်ကြည့်လိုက်ပါရီ အမေပြည့်သူဟာသူဟာညီမလေးနဲ့အတူဖခင်ရဲ့ရုံးခန်းထဲမှာရှိနေကြောင်းပြောပြနေချိန်မှာပဲစူးစူးညံ့ညံ့တန်နေကြကဖခင်ကတကားအမြန်ပိတ်ဖို့ပြောတန်ကိုနောက်ဆုံးကြားလိုက်ရပြီးတော့ညီမနဲ့အမေဖြစ်သူတို့ရဲ့နာကျင်စွာ အော်တန်တွေကလည်းငြိမ်သက်သွားခဲ့ပါရီမိသားစုရဲ့နောက်ဆုံးအော်ဟစ်တန်ကိုကြားခဲ့ရတဲ့အိုဂျုံဦးဟာမူးမူးနဲ့ဒေါသထွက်ကပစ္စည်းတွေကိုကန်ကြောက်ရိုက်နှက်ရင်းသူမိမာတွေကိုတပ်ပစ်တဲ့ဇွန်မီတွေကိုရိုက်တတ်မယ်ဆိုပြီးတော့ခေါက်တန်ကိုဆွဲကအခန်းပြင်ဘက်ကိုထွက်လိုက်ပါရီအိုဂျုံကအပြင်မှာတွေ့ခဲ့တဲ့ကူးဆက်သူဇွန်မီကိုခေါက်တန်နဲ့ရိုက်ပစ်လိုက်ပါရီ ရှေးဘက်ဂွေနာကိုသွားကြည့်တဲ့အခါမှာတပတ်ခန့်လူဟာဇုံမီဖြစ်နေပြီးတော့သူ့ရဲ့ခြေောက်ကိုလိုက်ပြီးတော့ဆွဲပါလေ။အဲဒီအချိန်မှာပဲတပတ်ရှောင်းလန်းစီကအမျိုးသမီးတယောက်ဟာလည်းပြေးလာနေပြီးတော့အဲဒီအမျိုးသမီးလည်းပဲအိုဂျုံဝူရဲ့မျက်စိအရှိမာရင်းပဲဇုံမီရဲ့ကိုက်ဖဲ့ခြင်းကိုခံလိုက်ရပါလေ။အဲဒါကြောင့်ကြောက်လန့်သွားတဲ့အိုဂျုံဝူကလည်းဇုံမီအုပ်စုရောက်လာအောင်မလို့ပေါင်းအောင်နေခဲ့ရပါလေ။ပေါင်းအောင်ရာကထွက်လာတဲ့အခါမှာတခြားဇုံမီတစ်ကောင်ကနောက်ကလိုက်လာအောင်မလို့နိုင်ငံသားမှကတ်ပြီးတော့ပုံးကအဲ့လူကျော်သွားတော့မှပဲသူ့ရဲ့အခန်းထဲကိုတိတ်ဆိတ်ပြန်ဝင်လိုက်ပါလေ။ အခန်းထဲကိုပြန်ရောက်ပြီမဲ့လေဇွန်မီတွေကတကားကိုအပြင်ကနေပြီးတော့ဆွဲဖွင့်နေရကြောင်းမလို့အော်ဂျုံဦးကမရမကပြန်ပြီးတော့ဆွဲထားလိုက်ရပါတယ်။ညာရောက်တဲ့အခါမှာတမျိုးလုံးဒီပါကမီးရေပြတ်သွားပါတယ်။စားစားဖို့ရိတ်ခါလည်းပြတ်သွားပြီဖြစ်တယ်လို့အားငယ်စရာအခြေအနေတွေကနေပြီးတော့ရုံထွက်နိုင်မှုအတွက်ခေါင်းအားမရှိတော့တဲ့အော်ဂျုံဦးကကင်မရာရှေ့မှာနှုတ်ဆက်စကားပြောဖို့ကြိုးစားပေမဲ့လေနှုတ်ဆက်ပါရီဆိုတဲ့တခုံးသာပြောနိုင်ခဲ့ပြီးတော့ကင်မရာပိတ်လိုက်ပါရီအဲဒီနောက်မှာတော့အိုဂျုံဦးကသူ့ရဲ့လေဘင်းကိုသူ့ကြိုးခွင်းစွတ်ကစိတ်ပျက်စရာတီးအခြေအနေကနေပြီးတော့ထွက်သွားဖို့တက်ကြိုးစားလိုက်ပါရီ အဲဒီအချိန်မှာပဲလေဇာပွိုင်းတစ်ခုဟာသူ့ရဲ့မျက်နှာကိုထိုးလာအောင်မလို့သူ့လိုပဲအသက်ရှင်ကျန်နေသေးသူတွေရှိနေသေးကြောင်းသိသွားတဲ့အိုဂျုံဦးကဒေဂျင်စိတ်မရှိတော့ဘဲနဲ့ကျိုးကိုပြန်ခိုတက်လိုက်ပါရီရှင်ရှင်မာရီဆိုမှပဲတေဖို့ဟာတေချာနေပြန်ပြီးတော့ကံကြောင်းကောင်းတာကြောင့်ကျိုးပြက်ကပြုတ်ကျသွားပါရီတပတ်လူကသူ့အိမ်နေရာမှာကတ်ထားတဲ့စလုံးတွေကိုလေဇာနဲ့ထိုးပြပြီးကိုကိုကိုတက်တေဖို့ကြိုးစားတဲ့အတွက်အယူးလို့အိုဂျုံဟုတ်ကိုပြောလိုက်ပါရီတပတ်သူကတော့အိုဂျုံဦးရဲ့မျက်နှာချင်းဆိုင်တိုက်ကနေပြီးတော့သူ့ကိုမှန်မြောင်းနဲ့စောင့်ကြည့်နေတဲ့ဂင်းယုံဘင်းဆိုတဲ့မိန်းကလေးပဲဖြစ်ပါရီ ။အိုဂျုံရဲ့တပ်ကိုကေပြီးတဲ့နောက်မှာတော့ဂင်ယိုပင်ကမနက်ခွန်တိုင်းမှာတွေးဖို့အတွက်ချင်းဟလန်ရဲ့ချင်းကတကောက်ပိတ်ပြီးတော့ပြန်ဝင်သွားပါရီ။အိုဂျုံကလည်းသူနဲ့တူတူအသက်ရှင်ကြံရင်နေသူတယောက်ကိုတွေ့ရအောင်မလို့ပျော်ရွှင်သွားပါရီ။ဂင်ယိုပင်ကရေအိုချွေတာတောက်နေရပြီးရေအား6ရက်စာသာကြံတော့တာကြောင့်မလို့ရေမတောက်ဖဲအိတ်လိုက်ပါရီ။အိုဂျုံကတော့မူးမူးနဲ့အိပ်ပျော်သွားခဲ့ပြီးနောက်တစ်နေ့မနက်မှာ7နာရီထိုးမှနိုးလာအောင်မလို့ခွန်တိုင်းမှာချင်းထားတဲ့ဂင်ယိုပင်နဲ့လွဲသွားပါရီ။ဂေယိုဘင်ကနောက်ကျလိုပြောတာကြောင့်မလို့အိုဂျုံဦးကတောင်းပန်ကဖုန်းမှာသူ့ရဲ့နာမည်ကိုရေးပြီးတော့ထောင်ပြလိုက်ပါရီ ကေအိုမင်ကလည်းသူ့ရဲ့နာမည်ကိုပြန်လဲမိတ်ဆက်ကနောက်9နာရီမှာတွေ့ဖို့အတွက်ချိန်လိုက်ပြီးတော့အခန်းထဲကိုပြန်ဝင်သွားပါလေ။ကေအိုမင်ကအခန်းထဲကိုပြန်ဝင်သွားတဲ့အချိန်မှာဇူမီတယောက်ဝင်လာပြီးတော့ထောင်ချောက်ဆင်ထားတဲ့ထိုင်ခုံးနဲ့ညှိနေရကြောင်းမလို့ပစိန်နဲ့ခုတ်တက်လိုက်ရပါလေ။နောက်တဲ့ဒီမနက်မှာတော့မိုးရီရွာချလာကြောင်းမလို့အိုဂျုံကမိုးရီကိုခန်းကတောက်ရီကိုဆုလိုက်ပြီးဘိုက်ဆောင်နေတဲ့အိုဂျုံကိုကူညီဖို့အတွက်ဂင်ယိုဘင်ကကျိုးတချောင်းကိုယူကာခေါက်သီးကိုတိတ်နဲ့ပတ်ပြီးတော့လှမ်းပစ်ပေးမဲ့လေ။အိုဂျုံရဲ့အခန်းကိုမရောက်ဖိနဲ့လမ်းမာရီမဲ့ပြုတ်ချသွားပါလေ။အဲဒီတော့ပါပဲအိုဂျုံကအကြံရကဒရုန်းကိုကြိုးချပြီးတော့ ဂေယိုဘီရဲ့တိုက်ခန်းစီကိုလွတ်လိုက်ပါရီဂေယိုဘီကအဲ့ဒီဂျိုးကနေတဆင်အစားတောက်တွေကိုအိုဂျုံဦးစီကိုလှမ်းပို့လိုက်ပါရီအစားတောက်တွေကိုအငမ်းမရစားနေတဲ့အိုဂျုံဦးကအောက်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့ဂေယိုဘီကခေါင်းတီးကိုခြိထားတဲ့ဂျိုးကိုပြန်မစွဲတင်ထားကြောင်းတွေးလိုက်ရပါရီအဲ့ဒီဂျိုးစားကနေတဆင်မိသက်သမားဇိုမီကခိုတက်ပြီးတော့ဂေယိုဘီရဲ့အခန်းစီကိုတက်လာပါရီမိသက်သမားဇိုမီကဂျိုးကိုဆောင်ဆွဲလိုက်တဲ့အခါမှာဂျိုးခြိထားတဲ့ထိုင်ကောင်ကပါလာပြီးတော့ဂေယိုဘီကထိုင်ကောင်နဲ့တိုက်မိပြီးတော့လဲကြတာတတိလေသွားခဲ့ပါရီ ကေယိုဘယိုကေဖို့အတွက်အိုဂျုံဝူကတဖက်ခန်းအနေပြီးတော့ပလင်းနဲ့ပြစ်ပေါက်6လန့်ပေးမိလေအရာမထင်ပဲဖြစ်နေရကနောက်တော့မှကြံရပြီးတော့ဂျုံကိုလှုပ်ကဇုံမီကိုတိုက်ခိုက်ခဲ့ပေမဲ့ဂျုံဟာဇုံမီရဲ့လက်ထဲမှာပဲမီသွားခဲ့ပါရီအဲပြင်ဘက်မှာလေအိုဂျုံဝူရဲ့အခန်းတကောက်ဇုံမီရဖွင့်ဖို့ကြိုးစားနေကြပါရီတဖက်ကတိုက်ခန်းမှာလေမိသက်သမားဇုံမီရဂင်ယိုဘင်ရဲ့အခန်းဝရဏာကိုရောက်လာပြီးအော်ဟစ်လိုက်တာကြောင့်မလို့ပြန်လည်သတိရလာတဲ့ဂင်ယိုဘင်ဟာမိသက်သမားဇုံမီရဲ့လက်ကိုပေါက်စိန်နဲ့ခုတ်ဖြတ်လိုက်တဲ့အတွက်ဇုံမီကောင်လေးပဲအောက်ကိုပြုတ်ကျသွားပါရီ ။အိုဂျုံကဂင်ယိုပင်ကိုအားရှိအောင်နေဖို့တရီလှမ်းပေးပြီးတော့ဒူကိုတိုင်းကတော့မုံနှထုံးနဲ့ရေတပူးကိုကြည်ကဖခင်ဖြစ်သူရဲ့အသက်ရှင်အောင်နေဖို့အားပေးစကားနဲ့အားယူနေရပါတယ်။ညရောက်တော့အလီနာကအခန်းတစ်ခုခုမှာစားစရာတစ်ခုခုရလို့ရညာထွက်ရှာကြဖို့အတွက်ဓမီတွေကိုဆင်းသိပြင်ကအိုဂျုံကအခန်းပြင်ကိုထွက်လာပါတယ်။အိုဂျုံကဟိုတီတီလိုက်တဲ့ရှားဖွေကြီးနဲ့တကားပွင့်နေတဲ့အခန်းလေးကိုဝင်းကရေခဲတရာကိုဖွင့်ပြီးအစားအသောက်တွေကိုရသလောက်လည်းယူခဲ့ပါလိမ့် ကျူးနဲ့တစ်ချက်ကိုတွေ့ရကြအောင်လေဖုန်းရဲ့ရေဒီယို app ကနေပြီးတော့ရေဒီယိုနားထောင်ဖို့အတွက်ယူလာခဲ့လိုက်ပါရီအဲ့ဒီအချိန်မှာပဲအခန်းရှင်ဇိုမီကထွက်လာကြအောင်မလို့ရုံးကန်ထွက်ပြေးကသူ့အခန်းစီကိုပြန်ရောက်လာခဲ့ပါရီအခန်းထဲကိုပြန်ရောက်တဲ့အခါမှာရလာတဲ့အစားအသောက်တွေကိုမြင်းမြင်းရှိရှိစားတော့ကနေချက်ကျူးကိုဖျက်လိုက်ပြီးရေဒီယိုနဲ့တွဲကလိုင်းဖမ်းဖို့ပြင်ဆင်လိုက်ပါတော့တယ်အိုဂျုံကသူ့မှာရှိနေတဲ့အင်နာကုန်းတစ်ခုကိုအစားအသောက်တွေနဲ့အတူတူဂင်ယိုပစ်စီကိုပို့ပေးထားပါရီ မကြခင်မှာပဲယောဝစီဟောဆိုတဲ့ဂင်ယိုပင်ရဲ့အတန်ကအင်နာကုန်းကနေထွက်ပေါ်လာကြောင်းမလို့အိုဂျုံဟူကပြန်လည်နှုတ်ဆက်လိုက်ပါရီအိုဂျုံနဲ့ဂင်ယိုပင်ကစကားပြောစမ်းနဲ့အပြန်အလှန်ပြောနေကြရင်လည်းဂင်ယိုပင်ကစားစရာအတွက်ကျေးဇူးတင်ကြောင်းပြောတဲ့အခါမှာအိုဂျုံကသူ့အသက်ကိုကယ်ခဲ့တာကြောင်းမလို့သူကသာကျေးဇူးတင်ရမှာဖြစ်ကြောင်းပြောလိုက်ပါရီဂင်ယိုပင်ကတော့ "तू ကကယ်ခဲ့တာမဟုတ်ပဲကိုယ့်ရဲ့ရှင်သန်ခြင်းစိတ်ကသာကိုယ့်အသက်ကိုကယ်ခဲ့တာဖြစ်ကြောင်းပြောတဲ့အခါမှာဂင်ယိုပင်ကလည်းသူ့ကိုယ်သူလောက်ကြံမှုပြင်ထားတဲ့ကြိုးခွင်းကိုမော့ကြည့်လိုက်ပါရီ အမှန်တော့ဂီယိုဘင်ကလည်းအိုဂျုံဦးကိုတွေ့သွားအကြောင်းမလို့တင်မပြစ်လိုက်ခဲ့ရပဲဖြစ်ပါရီအိုဂျုံကတော့ဂီယိုဘင်ရှိနေလို့သာသူလဲရှိရဖြစ်ကြောင်းပြန်ပြီးတော့ပြောလိုက်ပါရီဂီယိုဘင်ကတခြားအကြောင်းပြောကြဖို့အတွက်အကြံပေးတဲ့ခါမှာပဲခေါက်ဆဲပြုတ်စားကြဖို့အကြံရသွားကြပါရီအဲ့ဒါကြောင့်နှစ်ယောက်သားကပဲခောက်ဆွဲလှုပ်ရှားကြပြီးတော့ဂီယိုဘင်နဲ့အိုဂျုံဦးကအကြိုက်ချင်းတူနေကဂီယိုဘင်ချက်ရီသမ ्या ကိုအိုဂျုံဦးကဘေးနားကနေပြီးတော့ထိုင်ကြည့်နေတယ်လို့ပြောနေရကြောင်းမလို့ဂီယိုဘင်ကအနားမှာမြရဲကြည့်နေလားဆိုပြီးတော့ဘေးဘီကိုလှည့်ကြည့်မိရလောက်အောင်လို့စိတ်ချင်းနီးစပ်နေကြပါရီ စားတော့ပြီးအင်နာကုန်းနဲ့စကားပြောနေကြချိန်မှာမိုးရီရွာလာတန်ကြတာကြောင့်မလို့အိုဂျုံဦးကမိုးရီထွက်ခံမှုအတွက်အော်လိုက်ကထားသွားကြပါရီတကယ်တမ်းမှာတော့အဲ့ဒီအတန်တွေကမိုးရွာတဲ့အတန်ဖို့ပင်းနေဇူမီတွေအုပ်စုလိုက်တိုက်ခန်းနေပုံတက်လာခဲ့တဲ့အခြေအနေတွေဖြစ်နေရကြောင်းမလို့နှစ်ယောက်သားကတိတ်တိတ်ဆိတ်ဆိတ်တွေနေလိုက်ကြပါရီအဲ့ဒီချိန်မှာပဲဂင်ယိုပင်ဟာစင်တစ်ခုကိုတိုက်မိတာကြောင့်မလို့စင်ရဲကြတဲ့အတန်ထွက်သွားခဲ့ပြီးတော့ဇူမီတွေကဂင်ယိုပင်ရဲ့အခန်းနောက်ဖြည်းဖြည်းချင်းတိုးလာနေကြပါရီမကြာခင်မှာဇူမီတွေကဂင်ယိုမင်းရဲ့အခန်းနောက်ရောက်လာကြပြီးအထဲဝင်ငန်းကြီးမှာအိုဂျုံဦးက ဂီယိုမီရဲ့အခန်းနံပါတ်ကိုမေးလိုက်ပြီးသူ့ထက်မှရှိတဲ့တခြားဖုန်းတစ်လုံးကိုသူခန့်နဲ့ခေါ်လိုက်တာကြောင့်မလို့ဇူမီဒီအားလုံးလည်းပဲဂီယိုမီရဲ့အခန်းကိုကြော်သွားကြပါတော့လေအဲဒီတော့မှပဲနှစ်ယောက်စလုံးလေးစိတ်သက်သာရာသွားကြကပြဿနာတွေကိုနှစ်ယောက်တူတူရေဆိုင်ကြဖို့ဆုံးဖြတ်လိုက်ပြီးတော့ရေခါတွေကိုအိတ်ထဲထဲလိုက်ကြပါလိဂီယိုမီကအိုဂျွန်ဦးနဲ့ရှစ်လွာမှာစုံဖို့အတွက်စီစဉ်ထားတဲ့အတိုင်းသူခန့်ကနေဂျိုးနဲ့ခိုးစင်းကဇူမီဒီဓာတ်တွေကိုဖျက်ပြေးလာခဲ့ပါလိအိုဂျွန်ဦးကတော့တောင်းတဲ့သမားတစ်ယောက်ဖြစ်သလိုအသက်ပိုကောင်းတဲ့ဂီယိုမီကိုကြည့်ကအန်အောတယ်လို့မျိုးချက်သေးသေးကအပေါ်ကနေကြည်နေရပါတယ် ဂေဟိုမီဟာပေါချုံးနဲ့ဝင်လာသမျှဇူမီတွေကိုခုတ်တက်ခါအပြေးလာနေပါ रे ကားစီးကိုတွေ့ရကြောင်မလို့တစ်ဖက်အပေါက်ကနေဝင်ပြီးတခြားဘက်အပေါက်ကနေပြန်ထွက်ပြီးတော့အပြေးမှာပေါချုံးကလွတ်ကျသွားပါ रे ပေါချုံးကိုကုန်းပြီးတော့အကောက်မှာရဲမေလွတ်ကျကြံနေတဲ့တနက်ကိုတွေ့ပြီးတော့ကောက်ယူလိုက်ပါ रे အဲ့ဒီအချိန်မှာအင်ဂျီနီနဲ့ဇွန်မီကခုံအုပ်လိုက်တာကြောင့်မလို့ဂင်ယိုမီဟာလဲကျသွားပြီးအကိုက်ခံရလို့နင်းနီးမှအိုဂျုံကရောက်လာကဇွန်မီရဲ့ခေါင်းကိုကောက်တိုင်နဲ့ရိုက်လိုက်တာကြောင့်မလို့ဂီယိုဘင်ကလည်းလွတ်မြောက်သွားပါလိမ့် ။အိုကျုံးကဂင်ယိုဘင်းရဲ့လက်ကိုဆွဲကလေကားတစ်ခုစီကိုဝင်ပြေးခဲ့ပြီးတော့အပေါ်ရက်ကိုတက်ဖို့ဓလေကောခေါ်လိုက်ပါလိ။ဓလေကရောရောက်တဲ့အခါမှာတော့တွေ့ရတာဝမ်းသာကြောင့်မိတ်ဆက်တော့တိတ်ပြီးတော့ဝမ်းသာမှမပြတဲ့ဂင်ယိုဘင်းကိုအိုကျုံးကမစင်မနဲ့ဖြစ်နေရပြန်ပါလိ။သူတို့ဟာရှစ်လောကလွတ်နေတဲ့အခန်းတစ်ခုစီကိုတွားနေကြတာဖြစ်ပြီးတော့ဂင်ယိုဘင်းတစ်ဖက်ကလမ်းကြည့်ရင်တွေ့ရတဲ့အခန်းလူကိုရှာမတွေ့ခင်မှာပဲ။ဇုံမီတွေကသူတို့ကိုတွေးသွားအောင်မလို့အိုဂျုံဦးကတိုက်ခိုက်နေရပါလိ။ဂီယိုဘင်ကတကားတွေကိုလိုက်ဖွေရင်းနဲ့အခန်းတစ်ခုတည်းကိုဆွဲသွင်းတာခံလိုက်ရပါလိ ဂင်းအိုဘင်ကိုကယ်တင်ခဲ့တဲ့သူကမီဂိုဘုံကိုတုံးပြီးတော့အိုဂျုံဦးကိုလည်းထပ်မံပြီးတော့ကယ်တင်လိုက်နိုင်ပါပြီ။ဂင်းအိုဘင်နဲ့အိုဂျုံကိုကယ်တင်ခဲ့တဲ့သူကသူတယောက်တည်းအသက်ရှင်နေသူရှိတာလို့ထင်မှတ်ထားရကအသက်ရှင်သူနှစ်ယောက်ကိုတွေ့ရကြောင်းမလို့အန်အောဝမ်းသာမိကြောင်ပြောကရင်းနဲ့အစားတောက်တွေကိုကျွေးမှုလိုက်ပါပြီ။အဲလိုကမကြခင်မှာကယ်ဆေးအဖွဲ့ရလာမှဖြစ်ကြောင်းနဲ့အဲ့ဒီအချိန်ကြီးလဲအစားတောက်ကလောင်းနိုင်ကြောင်ပြောပါပြီ။ဂင်းအိုဘင်နဲ့အိုဂျုံကအန်အောသွားကြောင်းမလို့တီဗီကကြော်ညာသွားတာဖြစ်ကြောင်းပြောပြပါပြီ။အဲ့ဒီအခန်းရှင်ကလည်းဒီသတင်းကြောင့်မလို့သူ့အခန်းမှာလူလာစုတာလို့ထင်သွားတာပဲဖြစ်ပါလေ စားတော့ပြီးမကြခင်မှာတော့ဂင်ယိုဘင်တို့နှစ်ယောက်စလုံးဟာမူးမေ့ပြီးတော့လဲသွားခဲ့ပါတယ်။အခန်းရှင်ကအိုဂျုံဝူရဲ့လက်ကိုကျိုးနေတုတ်ကဂင်ယိုဘင်ကိုပက်လက်ဆွဲသွားပြီးတော့အခန်းတစ်ခုမှာတော့ပိတ်ထားလိုက်ပါတယ်။မူးဝင်နေတဲ့ဂင်ယိုဘင်ကအခန်းထဲမှာကြိုးချီထားတဲ့ဇိုမီတကောင်နဲ့ရင်ဆိုင်နေရပြီးဇိုမီကိုချီထားတဲ့ကြိုးကိုတော့အခန်းရှင်ကအပြင်ကနေထိန်းထားပါတယ်။ကြိုးလွတ်လိုက်တဲ့အခါမှာဇိုမီကဂင်ယိုဘင်ကိုခုံအုပ်လိုက်ချိန်မှာအခန်းရှင်ကသူ့ရဲ့မိမဘိုက်စာနေရာချပြီးဖြစ်ကြောင်းလှမ်းအောင်လိုက်ပါတယ်။တကယ်တော့ဂင်ယိုဘင်တို့ကလူမဆန်တဲ့သူတယောက်ရဲ့ဇနီးဖြစ်သူဇွန်မီမအတွက်အစာဖြစ်အဖမ်းခံလိုက်ကြတာပဲဖြစ်ပါရီ ဂေယုံပြည့်အော်တန်ကြောင့်အိုဂျုံဦးကသတိရလာပြီးတော့အခန်းရှင်ကိုတနက်နေ့ချိန်လိုက်ပါရီအခန်းရှင်ကတော့အခုချိန်မှာသူတို့ဟာတယောက်နဲ့တယောက်တက်ဖြတ်နေကြတာဖြစ်ပြီးတော့ဘသူဘသူမှအလွန်မရှိကြောင်းအိုဂျုံဦးကိုပြောလိုက်ပြီးတော့ကျိုးလွတ်လိုက်တာကြောင့်မလို့အိုဂျုံဦးကကျိုးကိုအတင်းပဲလိုက်ဆွဲရပါရီအခန်းရှင်ကတော့ကျိုးကိုလွတ်ပေးလိုက်ဖို့အတွက်အိုဂျုံဦးကိုဓာတဲ့ချိန်ကပြောနေပါရီအဲဒီချိန်မှာပဲအခန်းထဲကစူးစူးညံ့ညံ့အတန်တွေကငြိမ်ကြသွားခဲ့ပါရီအတန်တွေငြိမ်ကြသွားခဲ့တာကြောင့်မလို့အခန်းရှင်ကတကားကိုဖွင့်ပြီးတော့အခန်းထဲကိုချောင်းကြည့်လိုက်ပါရီ အခန်းတကောက်ဖွင့်လိုက်တဲ့အခါအခန်းထဲကဇွန်ဘီကအခန်းရှင်ကိုခုံအုပ်လိုက်ပြီးတော့လဲပင်းကိုကိုက်လိုက်ပါတော့ဒီအခန်းရှင်ကသူ့မိမရဲ့စာလောင်နေဖို့အတွက်သူ့ကိုယ်သူကြည်ကြည်နက်နက်နဲ့အကိုက်ခံသွားခဲ့ပြီးခြေနဲ့စွာနေပေတေးဆုံသွားခဲ့ပါတယ်နောက်ဆုံးမှာတော့ဂီယိုဘီကအခန်းရှင်တို့နှစ်ယောက်စလုံးကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်ဂီယိုဘီရဲ့တနက်တန်ကြားတဲ့အခါမှာတော့အောက်ထပ်ကဇွန်ဘီတွေကလည်းတနက်တန်ကြားရအပေါ်တက်ကိုတက်လာခဲ့ကြပါတယ်အခန်းရှင်လင်မယားနှစ်ယောက်စလုံးတေးဆုံသွားတဲ့အခါမှာဂီယိုဘီကအိုဂျုံဦးကိုတနက်ထိုးပေးပြီးသူ့ကိုတက်ပေးဖို့အတွက်ပြောလိုက်ပါတယ် ။အိုဂျုံကဂင်ယိုဘင်ကိုအားတင်းပြီးတော့တနက်နဲ့ချိန်ထားတဲ့အချိန်လေးမှာပဲရဟတ်ရင်ပြန်တန်းလာတဲ့ကိုကြားလိုက်ရပါတယ်။အဲ့ဒါကြောင့်အိုဂျုံဦးကဂင်ယိုဘင်ကိုတနက်နေ့မပြစ်ဖြစ်တော့ဘင်းနေပရင်းပေါက်ကနေအပြင်ဘက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ရဟတ်ရင်တွေကသူတို့ရှိရဘက်ကိုပြန်တန်းလာတာကိုတွေ့လိုက်ကြရပါတယ်။အမှနေရောက်သားကရဟတ်ရင်တွေကိုကြည့်ပြီးတော့တွေးဝေးနေခြင်းပါပဲ။ဂင်ယိုဘင်ကသတိဝင်လာပြီးတော့ခေါင်းမိုးတက်ကိုတက်ကြဖို့တအကြံပေးလိုက်ပါတယ်။သူတို့တယောက်ကအပြင်ဘက်မှာရှိနေတဲ့ဇွန်မီတွေကိုခေါက်တန်တွေရိုက်မိကိုဘုံနဲ့ပြက်ကအပေါ်ရက်ကိုတက်လာခဲ့ကြပါတယ်။ ်ဂီယိုပင်ကတော့ထိုင်ကုန်တွေကိုတွန်းလာပြီးအကာအကွယ်ယူကအပေါ်ရက်တက်တဲ့ဓာတ်လေကားအထိပြေးလာကြပါတယ်ဂီယိုပင်နဲ့အိုဂျွန်ဝူတို့ဟာအရေးပေါ်လေကားကနေအပေါ်ရက်ကိုတက်လာခဲ့ပြီးတော့ဇွန်မီတွေကလည်းနောက်ကနေပြီးတော့အပြုံလိုက်အဆုလိုက်အဆက်မပြတ်လိုက်လာကြပါတယ်ဇွန်မီတွေကဂီယိုပင်ကိုမိသွားအောင်မလို့အိုဂျွန်ဝူကစပိန်တစည်းကိုယူကအကာအကွယ်ယူပေးထားပြီးဂီယိုပင်ကစပိန်အောက်ခြေထောက်ကြားကနေပြီးတော့ထိုးထွက်ကအပေါ်တက်သွားပါတယ်အိုဂျွန်ဝူကအပေါ်အမြန်တက်ပြီးတော့ရဟယင်ကိုတားဖို့အတွက်ဂီယိုပင်ကိုပြောလိုက်ပါတယ် အော်ဂျုံကိုရိုင်ကတော့ဇွန်ဘီတွေကိုစပိန်နဲ့တားထားပြီးတော့ဂီယိုမီတယောက်အမိုးရက်ကိုရောက်သွားခဲ့တဲ့အခါမှာရဟတ်ရင်တွေကိုမတွေ့ခဲ့ရအောင်ကြောင့်မလို့စိတ်ပြက်အားရောသွားပါတယ်။အော်ဂျုံကမီးသက်ပိုက်ကိုဖြုတ်လိုက်ပြီးဇွန်ဘီတွေကိုရေနဲ့ပတ်ဖို့စ조사ခဲ့ပေမယ့်ရေကထွက်မလာခဲ့တာကြောင့်မလို့ပိုက်ကိုပဲပစ်ချလိုက်ရပါတယ်။အဘော်ရက်ကိုရောက်တဲ့အခါမှာတော့အတက်ဆင်းတကားကိုလေကားရင်တွေထောက်ကပိတ်ထားလိုက်ပါတယ်။အဘော်ရက်မိုးရောက်တဲ့အခါမှာအော်ဂျုံကကယ်ဆယ်ရဟတ်ရင်တွေကိုမတွေ့ရအောင်ကြောင့်မလို့စိတ်ပြက်သွားကအော်ဟစ်ပောက်ကွဲနေခဲ့ပါတယ်။ဂီယိုဘင်ကလည်းလူတွေရှိနေသေးတယ်လို့ပြောကငိုကြွေးနေခဲ့ပြီး အဲ့ဒီအချိန်လေးမှာပဲအရေးပေါ်တက်စင်းလှေကားတကားဟာလေဇူမီဒီရဲ့အတင်းတိုးမှုကြောင့်မလို့ပွင့်သွားခဲ့ပါရီအဲ့မှာဇူမီဒီကပွင့်သွားတဲ့တကားပေါဝါကနေဝေါ်ကနေထွက်လာပြီးတော့သူတို့ရှိရာကိုပြေးလာကြပါရီဟိုဂျုံကကြံခဲ့တဲ့ကြီးစံတောင်းကိုနောက်ဆုံးအနေနဲ့ပဲပြစ်လိုက်ပြီးတော့အောက်ဘက်ကိုခုံချဖို့ငုံကြည့်လိုက်စင်မှာကေဇေးရဟယင်တစ်စင်းကအောက်ဘက်ကနေပြီးတော့မြင့်တက်လာတာကိုတွေ့လိုက်ရပါရီအဲ့ဒီနောက်မှာတော့ရဟယင်ဘော်ကဆက်သားတွေဟာသူတို့နှစ်ယောက်ကိုခေါင်းကိုခိုင်းထားပြီးတော့ဇူမီဒီကိုတနက်နေ့ပြစ်ကာ ကာကွယ်ပေးလိုက်ရပါရီအဲ့ဒီနောက်မှာတော့အိုဂျုံဦးနဲ့ဂင်ယိုဘင်တို့ကရဟယင်ဘော်ကိုတက်လိုက်ကာ ဇူမီဒီရဲ့လက်ကနေပြီးတော့လွတ်မြောက်ကအသက်ရှင်ခွင့်ရသွားခဲ့ကြပါသည်။ရဲဘော်ရောက်သွားပြီးတော့ဖုန်းလိုက်မိသွားတာကြောင့်မလို့အိုဂျုံဦးရဲ့ကောင်မလေးဖြစ်သူဟန်တူတူစီကမက်စတေးစ်တီမစ်ကောရီကတရောင်တော်ဝင်လာပြီးတော့စိတ်ပူနေကြောင်းနဲ့လိုင်းမိသွားပြီဆိုရင်တော့ဖုန်းပြန်ခေါ်ပေးဖို့အတွက်ပြောထားခဲ့ပါသည်။အိုဂျုံဦးကတော့ဂင်းအိုဘင်ကိုကြည့်ကပြုံးရင်းနဲ့ဖုန်းပြန်မခေါ်ဘဲနေခဲ့လိုက်ပါသည်။ရေထာနာတခုမှာတော့ကူးဆက်ကာလာအတွင်းအကူးဆက်ခံရသူ9000ခန့်ရှိကြောင်းနဲ့ ။လိုင်းမော်ကလည်းကိုညီတောင်းသူတွေကိုလိုက်လံကဲတင်နေကြကြောင်းကြေညာရင်းနဲ့အသက်ရှင်အောင်နေကြဖို့သာပြောကဇလန်းလေးရလေးပြီးဆုံးသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရေကျွန်တော် channel ရနေမျိုးဒီနေ့တင်ဆက်ပေးခဲ့ဇာကားလေးကတော့ဒီမာရီမဲပြီးဆုံးသွားပါပြီခင်ဗျ။နောက်နေ့များပါလေအခုလိုမျိုးဇာတ်လမ်းအကောင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ Galaxy Movie Recap Channel လေးကိုလည်း Like and Subscribe လေးနဲ့အားပေးသွားကြဖို့အတွက်တောင်းဆိုလိုက်ပါရခင်ဗျာအခုလိုမျိုးအဆုံးထိအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်များအားလုံးပဲကျန်းမာရွှင်လန်းကြပါစေခင်ဗျာ